အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခု FC Barcelona အသင်းပေါ်လေအသင်းကအခုသူတို့သူတို့ရဲ့တိုက်စစ်မှု Robert Lewandowski နဲ့ပတ်သက်တဲ့ decision သူတို့ချပြီပေါ့လေ Lewandowski က2026နွေရာသီကုန်ဆိုရင် Barcelona နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီဒီနေ့ရာသီမှာတော့မာဟန်စီဖလစ်က Lewandowski ရဲ့အခန်းကဏ္ဍကိုရှင်းချပြီးတိုက်စစ်မှာ Ferran Torres ကိုစပြီးတုံးနေပြီ ော်လီဝဒေါ့စကီပါဆိုနာသင်းရဲ့ first strike ကစားမပုံစံပုတ်တော့ပဲနဲ့ဒါသူနဲ့ foreign ကအလှဲ့ချပုံစံမျိုးပုံစံသွားနေတာဖြစ်ပြီးတော့ Robert Lewandowski ကအခုလက်ရှိမှာ Barcelona အသင်းနဲ့ Noya Team လမ်းခွဲမဲ့သဘောဟိုတနေ့က Barcelona ရဲ့တာဝန်ရှိသူတွေပေါ့လေ Daria လို ASK report ရတခုမှာရော Mando Dibo Dibo report တခုရေပေါ်ပြချက်ရ Barcelona အသင်းက Lewandowski ကို inform လုပ်ထားတယ် 2026နိုယာဒီမှာသူ့ကိုတတ်တန်းထတ်တိုးတော့မှမဟုတ်ကြောင်းဆိုပြီးတော့အခုအဲ့ report မှာဖော်ပြတယ်အဲ့ report ကဖော်ပြချက်ရဆိုရင်ဘာစလိုနာအသင်းရဲ့တာဝန်ရှိသူတွေက Robert Lewandowski ကိုအသိပေးထားတယ်26မှာသူတို့ဘက်ကသူ့ကိုစာချုပ်တိချုပ်ဆိုမှာမဟုတ်တော့ဘဲနဲ့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာခွင့်ပေးမှာဖြစ်တယ် ဘလမန်ဒေါစကီလည်းနားလည်ထားတာကကလပ်ကလာမယ့်ရာသီမှာယန်ကာစထရိုက်ကာတယောက်လူငယ်တိုက်စစ်မှုတယောက်ကိုအားဖြည့်ခြင်းနဲ့ဆိုတော့သူတို့ကိုအတိပေးထားတဲ့အချက်ကြောင့်သူလည်းအတင်းကထွက်ရတော့မယ်ဆိုတဲ့အချက်ဖြစ်နိုင်ခြင်းကဘာဆိုနာကပတ်ဆက်ဝယ်ဖို့မရှိဘူးဗျာသူတို့ပတ်ဆက်မရှိတော့သူတို့ဖြစ်နိုင်ခြင်းက market swash ကိုအပိသက်ဝယ်အထောင်တိုက်စစ်မှုဖြစ်တာအဲ့ဒါကသူတို့အတွက်ဖြစ်နိုင်ခြင်းအရှိဆုံးနဲ့ မိတ်ဆန်ဖြစ်သော rushwood ကိုအထောင်ထားမယ်လိုအပ်ရင် rushwood ကအစွန်ထွက်မယ် rushwood ကအထောင်နေရာမှာကစားမယ်သူနဲ့ foreign tourist ကအလှည့်ချကစားမယ်ပြီးတော့မှအဲ့ဘဲဘဲချန်ကို rushwood ထွက်ကစားမယ်လိုအပ်ရင် foreign ရောထွက်ကစားလို့ရတယ်ဆိုတော့ပြီးလိုအပ်ရင် adani omo ကို force summon နိုင်ကစားမယ်ဆိုတော့သူတို့ကပြပတ်စံတချို့ပိုင်းတွေကိုသူတို့ဆေးဖြစ်ကြတယ်အမှန်တိုင်းပြောတော့ဗျာ gira ဆေးကိုသူတို့သဘောကျတယ် borussia dortmund ရဲ့ဒါ gini တိုက်စင်မှု gira ဆေးဆဲဟု gira ဆေးကတကယ်တမ်းကျတော့သူတို့ struggle ကအိုက်တဲ့ခေါ်တဲ့ အဲ့တော့ကစတုဂတ်မှာသူ့ရဲ့ယုံကြည်စာချုပ်က12တန်းပဲရှိတာအဲ့12တန်းကိုဘာဆိုနာကလည်းဘာမှသွားပြီးမလုပ်ဘူးအေးအေးဆေးဆေးပဲလုပ်နေအချိန်မှာဒါဆာဟူဂီရာဆေကစတုဂတ်ကနေဘရူရှီယာဒေါ်မန်ကိုအဲ့ယုံကြည်စာချုပ်12တန်းပဲကျွန်တော်အဲ့တော့ကမန်ချက်စတာယူနိုက်တက်အသင်းကိုလည်းခေါ်စီချင်တယ်လို့ကျွန်တော်ခဏခဏပြောတယ်ယူနိုက်တက်ကလည်းအသင်းတန်းနေအသင်းနေတန်းနေထွက်ပြီးတော့မကြိုးစားဘူးအခုကြည့်အဲ့ကစားမှာဘီကင်နေကချန်ပီယံလိရဲ့ဖူးတွဲ top goal ဆိုတာ တော့မှမှတွင်းလိုက်တဲ့ဂိုးတွေဆိုတော့ဘာဆိုနာကအခုအိုက်ဂီရာဆေးကိုပြန်သဘောကျတယ်ဒီချိန်ကအခုဈေးကြီးသွားပြီအိုက်ဂီရာမက60နဲ့85သန်းလောက်ဈာမှာရှိတယ်ဆိုတော့ပြီးတော့အသက်ကလည်း30ရှိပြီဗျဈေးကြီးတယ်လီမရော့စကီကိုဘာဆိုနာခေါ်တာအမှန်တိုင်းမျိုးတန်တယ်ဗျအသက်32နှစ်33အရွယ်တရားတယောက်ကိုသူတို့ရအောင်ခေါ်တယ်အသင်းမှာ3နှစ်တိတိတောင်းတော်မီကောင်းတယ်ဗျတကယ်အားကိုးရတယ်လီမရော့စကီကဘာဆိုနာကိုဘိုင်မြူးနစ်မှာပြည့်ပြည့်စုံတဲ့အခြေအနေတွေကိုရုံးကန်ပြီးတော့ထွက်ခွာပြီးတော့ဘာဆိုနာမှာသူလာပြီးဒုက္ခခံတာ ဘာဆိုနာမှာဂျာဗီဟန်နန်တက်နဲ့အမှတ်ပေးချန်ပီယံရတယ်။နောက်တရားဒီဒုတိယရတယ်။ပြီးတော့မနေ့ကအမှတ်ပေးချန်ပီယံပြန်ရတယ်။ဆိုတော့သူ့ရဲ့၃နှစ်က၂နှစ်အမှတ်ပေးချန်ပီယံရ။ဘာဖြစ်လဲလီဝန်ဒေါစကီကတော်တော်ကြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်။အခုလက်ရှိမှာလီဝန်ဒေါစကီကိုဆော်ဒီအာရေဗျာကလပ်တော်တော်များများကကမ်းလှမ်းမှုတွေရရှိထားတဲ့အကြောင်းသူဖော်ပြလာတယ်။ဆော်ဒီကလပ်တွေကလီဝန်ဒေါစကီကိုစပြီးဒါစင်စီစဉ်နေပြီဒါအခုလောလောဆယ်နေထားရဘာဆိုနာဘက်ကသူ့ကိုတတ်တမ်းမတိုးတဲ့အကြောင်းအေဂျင့်ကတစ်ဆင့်အတီးပေးထားတဲ့အတွက် နွေရာသီမှာ Robert Lewandowski ကလပ်ကထွက်မယ်ထွက်ခွာရင်ဖြစ်နိုင်ကြည်ရှိဆုံးက Saudi Arabia ဖြစ်ပြီးတော့သူကတော့ဥရောပနဲ့ထိပ်တန်းကလပ်တွေမှာ European level မှာဆက်ရှိနိုင်တဲ့သူ့ရဲ့အရေးသွေးကိုယုံကြည်လို့ဆက်ရှိချင်တယ်လို့ဆိုထားတယ်ဒီနေရာမှာ Marcus Rashford နဲ့ပတ်သက်လို့ Barcelona က Manchester United ကိုတွားပြီးစပြီးစကားပြောဖို့တော့ရှိတယ်စကားပြောတဲ့အချိန်မှာသူ့ရဲ့ original price ကယာတီကုန်မှာအပိသက်ဝယ်ယူခွင့်ကပေါင်တန်း30 တန်း40ပြဘာဆိုနာကမဟုတ်ဘူးတန်း40ပို35အစိတ်လောက်နဲ့ရရင်ဝယ်ချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ market ratio ကိုသူတို့ခေါ်မှာဆိုတော့တကယ်လို့သူ ratio ကိုခေါ်လိုက်ရင်ရှင်းတယ်ဗျာဟိုယမားရဲ့အရန်ဖြစ် Rooney Barge ကစားမယ်ဟိုဘက်က Rafinha ကစားမယ်လိုအပ်ရင် ratio ကစားလို့ရတယ် Fran ကစားလို့ရတယ် Lewandowski ထွက်သွားရင် ratio ကအထောင်နေနဲ့ရောနောက် Fran လည်းရှိတဲ့အခါမှာဘာဆိုနာကတော့သူတို့ သူ့ဟာလည်းသူအဆင်ပြေတယ်ဗျပတ်စံအများကြီးထက်သုံးစရာမလိုတဲ့အချက်အဲ့ဒီချက်ကိုဘာဆိုတာစဉ်းစားရတယ်ဆိုတော့သူတို့ market threshold ကိုအပိတ်ဝယ်ဖို့စီစဉ်နေပြီးတော့အထောင်တိုက်စီမှုဖြစ်ပါပြောင်းလဲပြီးတစ်ချိန်တည်းမှာပဲ Lewandowski ကတော့ထွက်သွားနိုင်ရင်တကယ်တမ်း Lewandowski ကတက်လာအသင်းကြီးတသင်းသွားလဲရရတယ်ဗျတက်လာဖန်တီးပေးမဲ့အသင်းလာသွားသူရတယ်သူအသင်းရရသေးတယ်နောက်ဆုံးဗျာဟိုဆိုရီယာတွေပဲကြိုက်တဲ့ကလပ်သွား Inter Miami သွားဟုံးလား Suarez နေရာမှာကောင်းကောင်းကစားနိုင်တယ်ဗျနောက်ဆုံးပြောတာဥပမာပြောတာဒါကြိုက်တဲ့ကလပ်ပြောဒါအခုလောလောဆယ်အနေထားပါအားလုံးကျေးဇူးတင်ပါတယ်